စကိုင်းတိုင်းပုတလင်မြို့နယ်တဲကိုဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မှာလေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်တော်လိုင်းရဲဘော်၂ယောက်ကြာဆုံးခဲ့ပြီး၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပုတလင်မြို့နယ်အရှေ့မြောက်ဘက်ခြမ်းကတော်ရဲကိုတိုက်လေရင်တစီဆက်တက်လေထီ၂စီးနဲ့ဂျိုင်ရိုကော့ပတာ၂စီးတို့ကလေကြောင်းတိုက်ခိုက်မှု၆ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါဗျ။ ဒီဇင်ဘာလ၄ရက်နေ့မနက်အစောပိုင်းမှာလေကြောင်းတိုက်ခိုက်မှု၃ချိန်နဲ့နေ့လယ်မှာလေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့တာလို့သိရပါဗျ။မနက်အစောပိုင်းလေကြောင်းတိုက်ခိုက်မှုမှာဒေသခံကာကွယ်ရေးတပ်ဖွဲ့တပ်စခန်းရဲ့ကာကင်းစခန်းတစ်ခုကရဲဘော်တွေတေဆုံထိခိုက်ခဲ့တာဖြစ်ပြီးနေ့လယ်ပိုင်းတိုက်ခိုက်မှုမှာတော့ထိခိုက်ပျက်စီးတာမရှိဘူးလို့ဗုဒ္ဓလင်အခြေဆိုင်တော်လိုင်းရေးတပ်ဖွဲ့ဝင်တစ်ယောက်က TV ကိုပြောပါဗျ။စစ်တပ်ကပြီးခဲ့တဲ့ဒီဇင်ဘာလ2ရက်နေ့မနက်အစောပိုင်းကလည်းဗုဒ္ဓလင်မြို့နယ်ကကန်တာကျွရနာကိုဂျိုင်ရိုကော့ပတာ2စီးနဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ၂ယောက်ထိခိုက်ဒဏ်ရာရှိခဲ့ကလူနေအိမ်တချို့လည်းပျက်စီးခဲ့ရပါသေးတယ်ရှင်။လုံချုံရေးအထူးတင်းကျပ်ထားတဲ့ကြားကမန္တလေးမြို့မှာရွှေကောက်ပွဲကိုစက်ကျင်ဆန္ဒပြတာကိုတပိတ်ကောင်းဆောင်ဒေါက်တာဒေဇာဆန်းဦးဆောင်တဲ့လူငယ်တွေမနေ့ကဒီဇင်ဘာလ3ရက်နေ့မနက်အစောပိုင်းမှာလှုပ်ဆောင်ခဲ့ကြပါဗျ။ မနေ့ကမနက်9:00နာရီဝန်းကျင်မှာချမ်းအေးတာဇံမြို့နယ်အတွင်းကလူစီကားတဲ့ဈေးကြုံနားမှာလူငယ်တွေစုပေါင်းပြီးဆန္ဒပြခဲ့တာဖြစ်ပြီးလက်ကမ်းစာဆောင်တွေဖြန့်ဝေကျဲချတာစေအုပ်စုကလုံမဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဖို့ပြည်သူတွေကိုအသိပေးနှိုးဆော်တာစာရတွေကိုလှုပ်ဆောင်ခဲ့တာကိုတွေ့ရပါဗျ။ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကအခုလိုဆန္ဒပြခံရတဲ့အတွက်စေအုပ်စုကဒေါသထွက်နေပြီးဆန္ဒပြလူငယ်တွေကိုပိုက်စိတ်တိုက်ရှာဖွေနေရလို့လဲမန္တလေးမြို့ကနေစီကသိရပါဗျ။လာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာလဲမန္တလေးအပါအဝင်တနိုင်ကန်လုံးအတိုင်းအတာနဲ့အတန်တိတ်တပိတ်လုံးဆောင်သွားဖို့ရှိနေတဲ့အတွက်ပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ကြဖို့ကိုလဲဆန္ဒပြလူငယ်တွေကတိုက်တွန်းပြောဆိုသွားတာကိုတွေ့ရပါဗျ။ဒါ့အပြင်လာမယ့်ရွေးကောက်ပွဲမှာမဲမပေးကြဖို့နဲ့စစ်မှုထမ်းဥပဒေကိုကန့်ကွက်ကြဖို့ကိုလည်းပြည်သူလူထုကိုတိုက်တွန်းပြောဆိုသွားတာကိုတွေ့ရပါရဲ့ရှင် ဆဲအိုဆိုကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ကြန့်ခိုင်ရေးကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စီယုံရေးဆိုင်ပုတ်တွေနိုဝင်ဘာလအတွင်းမြို့နယ်ပေါင်း20မှာဖျက်ဆီးခံခဲ့ရတယ်လို့ဆဲအိုဆိုခန့်ရွေးကောက်ပွဲကော်မရှင်ရဲ့နှီးစက်တဲ့သတင်းမြစ်တွေစီကသိရပါဗါးနိုဝင်ဘာလ၁ရက်နေ့ကနေ30ရက်နေ့အတွင်းမြန်မာနိုင်ငံတဝန်းကအပါတီကိုယ်စားလှယ်လောင်းဆိုင်ပုတ်တွေဖျက်ဆီးခံရမှုမြင့်တက်ခဲ့ပြီးဖျက်ဆီးခံရတဲ့ဆိုင်ပုတ်အများစုဟာအကျန်းခိုင်ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ဆိုင်ပုတ်တွေဖြစ်တယ်လို့ဆိုပါရတယ်။ မျိုးပေါင်း20ကကြမ်းခိုင်ကိုစလဲလောင်းဆိုင်ပုတ်တွေဖျက်ဆီးခံရတာဖြစ်ပြီးဆိုင်ပုတ်မှာပါတဲ့ကိုစလဲလောင်းတွေရဲ့ပုံတွေကိုဗဇန်နာကိုကွက်ပြီးဖျဲသွားတာမျိုးလုံးနှလုံးကိုထိုးပေါက်သွားတာနဲ့မီးရှို့တာတွေပါလုတ်သွားတယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့နေဆက်သူကပြောပါတယ် ကင်းပြင်းနယ်ဖအံမြို့မှာကြမ်းခိုင်ရေးပါတီကိုစားပြုပြီးဝင်ပြိုင်မဲ့ဝန်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ကိုယ်စားလှယ်လောင်းဆိုင်ပုံဖြက်စည်းခံရတာဟာ၃ချိန်အထိရှိပြီလို့မြို့ကန်တယောက်က TV ကိုပြောပြပါဗျ။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာဆေးဥစုကပြုလုပ်မဲ့ရွှေကောက်ပွဲမှာကြမ်းခိုင်ရေးပါတီကမြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ကိုယ်စားလှယ်ပေါင်းတထောင်ကျော်ဝင်ပြိုင်မှာဖြစ်ပါရရှင်။မြန်မာပြည်သူလူထုရဲ့တော်လှန်ရေးကသာအောင်ပွဲခံပါလိမ့်မယ်လို့ဆွီဒင်တက်ကြွလှုပ်ရှားသူဂရီတာ၃ဘက်ကဆိုပါရယ် ဒီဇင်ဘာလ3ရက်နေ့ကဆွီဒင်နိုင်ငံမှာကျင်းပခဲ့တဲ့ The Right Livelihood Award ချီးမြှင့်ပွဲအခမ်းအနားမှာ Justice for Myanmar ကရရှိခဲ့တဲ့နိုင်ငံတကာအထင်ကရအဆိုအတွက်ဆွီဒင်တက်ကြွလှုပ်ရှားသူ Greta Thunberg ကကိုစားဆုလက်ခံမိန့်ခွန်းကိုဖတ်ကြားပေးရင်းအခုလိုမျိုးပြောဆိုခဲ့တာပါ။ဒါပြင်စစ်တပ်ကလုံမဲ့အတူရောင်ရွှေကောက်ပွဲကိုစန့်ကျင်ဖို့နဲ့စစ်တပ်ရဲ့ဘန်ဒါငွေစစ်လက်နက် ဆက်ပစ္စည်းကရိယာနဲ့အလင်းစီလမ်းကြောင်းတွေကိုရပ်တန့်ဖို့လဲနိုင်ငံတကာကိုတောင်းဆိုခဲ့ပါတယ်။မြမပြည်သူတွေရဲ့ရုံးကန်တော်လမှုဟာတရားမျှတမှုနဲ့လူသားကုန်သိက္ခာတို့အတွက်ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲရဲ့အစိပ်ပိုင်းပင်ဖြစ်ကြောင်း The Right Livelihood Award ကထပ်လောင်းအတည်ပြုလိုက်တာဖြစ်တယ်လို့တီးဆုကိုမြမပြည်သူတို့ပိုင်ဆိုင်ပါတယ်လို့လည်းသူကဆိုခဲ့ပါတယ်။ The Right Livelihood Award ဟာ Nobel ဆုပေးရင်ကုန်သိက္ခာအကြီးမားဆုံးဆုဖြစ်အတိမတ်ပြုထားကြပါရဲ့ရှင်။ စကိုင်းတိုင်းခင်ဦးမြို့နယ်အရှိချမ်းငဒင်းကြီးကျေးရွာကိုဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မနက်၁၀နာရီကျော်မှာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်မြို့သမီးတယောက်သေဆုံးပြီး၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။တိုက်ပွဲဖြစ်ပေါ်တာမရှိပဲတိုက်လေရင်နဲ့ဘုံသီးနှလုံးကျဲချခဲ့တာဖြစ်ပြီးလူသေဆုံးထိခိုက်တာအပြင်လူနေအိမ်နှလုံးလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗျာ။ ဘုံကျဲခံရတဲ့ရွာကိုကုနီကယ်ဆေးတွေတော့လှုပ်ပြီးသွားပြီလို့ခေဦးမြို့နယ်ပါလာဖတာဝန်ရှိသူကပြောပါရယ်အခုဒီဇင်မာလာအတွင်းမှာစစ်တပ်ကစကိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးကိုတိုးပြီးတိုက်ခိုက်လာတယ်လို့ဆိုပါရယ်ခေဦးမြို့နယ်မှာစစ်တပ်ရဲ့စစ်ကြောင်းနှစ်ကြောင်းကိုနိုဝင်ဘာလတလထဲမှာတင်ပြည်သူ့ကာကွယ်ရေးတပ်ကစစ်ကြောင်းပြတ်ထည့်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အခုလိုလေကြောင်းတိုက်ခိုက်တာတွေကိုပိုတိုးပြီးလုံဆောင်လာနေတာလို့သိရပါရယ်ရှင် ကင်းနီမျိုးသားများကာကွယ်ရေးတပ် KNDF တရင်အမှတ်14ကတက်စုမူခူလို့တဲ့ဟာနိုဝင်ဘာလ30ရက်နေ့ကရှေ့တန်းတနေရာမှာစစ်ကောင်စီတပ်ကိုတော်လှန်ရေးကြဆုံးခဲ့ရတယ်လို့တရင်14ကဒီဇင်ဘာလ4ရက်နေ့မှာထုတ်ပြန်ထားပါဗျ။တက်စုမူခူလို့တဲ့ဟာရှေ့တန်းတိုက်ခိုက်ချေမုံရေးမှာဆက်ရထက်တန်ခဲ့သူဖြစ်ပြီးလွိုက်ကော်မြို့နယ်ကတိုက်ပွဲတစ်ခုမှာကြဆုံးခဲ့တာလို့သိရပါဗျ။ ခုလော့ရဲဟာ2021ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကစပြီး KNDF တရဲအမှတ်14ကိုဝင်ရောက်လာကပေးအပ်တဲ့တာဝန်တွေကိုကျေမြအောင်ထမ်းဆောင်ခဲ့သူဖြစ်တဲ့အပြင်တပ်စုမိုးပြီးပြီးရဲဘော်တွေနဲ့အတူစစ်ကောင်စီတပ်ကိုရွရွချွန်ချွန်တိုက်ခိုက်တွန်းလှန်သူဖြစ်တယ်လို့တရင်ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ် တိုင်းပြည်နယ်ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်အသက်ကိုပေးအပ်သွားတဲ့အပေါ်ကျန်းရေးသူမိသားစုနဲ့အတူထတ်တူဝမ်းနဲ့ကြေကွဲရပြီးအာဇာနည်တရဲကောင်းအဖြစ်အတိမတ်ပြုမှတ်တမ်းတင်တယ်လို့ KNDF ကဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကကရီနီပြည်နယ်တဲကိုစစ်ကြောင်း၅ခုထပ်မင်းထိုးစစ်ဆင်နေတဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ရှင်။ အနာတိုင်းစစ်တပ်ကိုတော်လှန်နေတဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ Kotuli Army KTLA တပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောနယ်ဒါမြကစစ်တပ်လီထီနဲ့တိုက်ပွဲဝင်နိုင်ဖို့နိုမာလာနောက်ဆုံးအပတ်ကစစ်တပ်လီထီမောင်းနှင်ပြသခဲ့တယ်လို့ KTLA တိုင်းဒါလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကသိရပါဗျ။ဗိုလ်ချုပ်စောနယ်ဒါမြအနေနဲ့ပထမဆုံးမောင်းနှင်ပြသခဲ့တာဖြစ်ပြီးရဲဘော်တွေကိုပြန်လည်တင်ကြားပြီးကစစ်တပ်လီထီနဲ့တိုက်ပွဲဝင်ဖို့ကြိုးစားနေရလို့ KTLA တိုင်းဒါလက်နက်ကိုင်တရင်နဲ့ပြန်ကြားတာဝန်ရှိသူကပြောပါဗျ။ ဒီလိုမောင်းနှင်ပြတာတဲ့စက်တက်လေးထီဟာလေ့ကျင့်ရင်ကွဲမှာသုံးတဲ့အပျော်စီးအမျိုးအစားဖြစ်ပြီးအကောက်အွယ်ပစ္စည်းတွေမဝစ်စင်မဲမောင်းနှင်ပြတဲ့အတွက်ရဲဘော်တွေလည်းအတွေ့အကြုံသိရရှိတယ်လို့ဆိုပါရယ် KTLE တပ်ဖွဲ့ကအကင်းပြင်းနဲ့မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့အတူစစ်ကောင်စီကိုတိုက်ခိုက်နေပြီးတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်းပထမအဦးဆုံးစက်တက်လေးထီနဲ့တိုက်ပွဲဝင်နိုင်မှုလေ့ကျင့်နေတာလည်းဖြစ်ပါရယ်ရှင်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ညမင်းသာရွာကိုစစ်ကောင်စီတပ်ကဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင် လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် CDM ဆရာဝန်အပါအဝင်၅ရောက်တိစုံခဲ့လို့ဒေသခံတွေကပြောပါရယ်။တောင်ကူလေတပ်ကနေတက်လာတဲ့ gyrocopter နှစ်စီးနဲ့ညောင်မေတာရွာကိုဘုံကျဲခဲ့တာဖြစ်ပြီးဘုံတလုံးကရွာထဲကဆေးပိခန်းမှာကြားရောက်ပောက်ကွဲခဲ့က CDM ဆရာဝန်တစ်ယောက်နဲ့ဆေးဝန်နှံနှစ်ယောက်နေရာမှာတိစုံခဲ့ပြီး၅ရောက်ထိခဲ့ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်။ဒါ့အပြင်ရွာလမ်းမပေါ်မှာလည်းဘုံတလုံးကြားပောက်ကွဲခဲ့တဲ့အတွက်အရက်သားနှစ်ယောက်တိစုံကတယောက်ထိခဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်။ ဆေးကမ်းမှာကြတဲ့ဘုံကြောင့်ဆရာဝန်နဲ့ဆေးဝန်ထမ်းတွေတိုက်ဆုံတာအပြင်ဆေးလာကူတဲ့လူနာတချို့လည်းထိခိုက်ခဲ့ပြီးရွာထဲနဲ့ရွာနီးနားတဝိုက်မှာတိုက်ပွဲဖြစ်တာလည်းမရှိဘဲလာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်က TV ကိုပြောပါရယ်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့6ယောက်ကိုလုံခြုံတဲ့နေရာမှာစေကူတာပေးနေပြီးနောက်ဆက်တွဲအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပါရယ်ရှင် အနာသိန်းဆဲအုပ်စုရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ယာယီသမရဟောင်းဦးမြင့်စွေပိုင်နဲ့မန္တလေးကမြေခွက်ကိုတမတ်ဖြစ်သူတာယာမြင့်စွေကအလွဲသုံးစားလို့ရောင်းစားခဲ့တဲ့အတွက်အငင်းပွားမှုဖြစ်ပွားနေတယ်လို့သိရပါဗျ။တာယာမြင့်စွေဟာဦးမြင့်စွေရဲ့တမီခင်သက်သားစွေရဲ့အမျိုးသားဖြစ်ပြီးလက်ရှိမှာထိုင်းနိုင်ငံဘာကောက်မြို့မှာနေထိုင်နေတယ်လို့သိရပါဗျ။ အဲ့ဒီမြေကွက်အငင်းပွားမှုနဲ့ပတ်သက်ပြီး9ရက်အတွင်းလာရောက်ဖြည့်ရှင်ဖို့ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာကနေဦးမြင့်စွေရဲ့ဇနီးဖြစ်သူဒေါခင်သက်ထေးရဲ့လွှဲအပ်ညွှန်ကြားချက်နဲ့တရားလွှတ်တော်ရှေ့နေဒေါ်မာမြင့်စွေသူကကြေညာခဲ့တာပါမန္တလေးတိုင်းမဟာအောင်မြေမြို့နယ်ထဲကမြေကွက်အမှတ်မ59ဥပိုင်အမှတ်31မြေကွက်ဟာကွယ်လွန်သူဦးမြင့်စွေအမည်ပေါင်းတဲ့ပိုင်ဆိုင်တာဖြစ်ပြီးဘသူ့ကိုမှအမွေစားအမွေခံပေးကမ်းလွှဲပြောင်းထားတာမရှိဘူးလို့အဲ့ဒီကြေညာချက်ထဲမှာဖော်ပြထားပါတယ် ဒါပေမဲ့တမတ်ဖြစ်သူတာယာမြင့်ဆွေကအဲ့ဒီမြေကွက်ရဲ့ဂရန်တက်တန်းကုံလို့တက်တန်းတိုးဆောင်ရဖို့အတွက်ကိုယ်စားလှယ်လွှဲစာကိုအသုံးပြုပြီးအလွဲသုံးစားလုပ်ရောင်းချခဲ့တာဖြစ်တယ်လို့ကြေညာချက်မှာရေးသားထားတာကိုတွေ့ရပြီး DVB အနေနဲ့ဆွဆွဲခံရသူတာယာမြင့်ဆွေနဲ့အဆက်အသွယ်ရဖို့စူးစမ်းနေသေးဖြစ်ပါရဲ့ရှင် မြန်မာစစ်တပ်စီကိုအမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ငွေကြေးနဲ့ထောက်ပံ့တဲ့နိုင်ငံတကာဘဏ္ဍာငွေတွေမရောက်ရှိစေရေးအတွက်ရည်ရွယ်တဲ့မြန်မာအတွက်ရှံပုံငွေတစ်မပေးရေးဥပဒေကြမ်းတစ်ရပ်ကိုအမေရိကန်အောက်လွှတ်တော်ကအခုသတင်းပတ်အတွင်းအတည်ပြုလိုက်ပါတယ်။ the no new fund for Burma Adlo အမည်ပေးထားတဲ့ဒီဥပဒေကြမ်းဟာအပြည်ပြည်ဆိုင်ရာပြည်လဲထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ် IBRD ကနေမြန်မာနိုင်ငံအတွက်ငွေကြေးထောက်ပံ့မှုအသစ်တွေနဲ့ထုတ်ပေးမှုတွေကိုဆက်လက်ရပ်ဆိုင်ထားဖို့အတွက် American ဘဏ္ဍာရေးဝန်ကြီးကိုညွှန်ကြားထားတာပါ။ ဥပဒေကျမ်းကိုဥဆောင်တင်သွင်းသူအောက်လွတ်တော်အမတ်ရန်ကင်ကအယက်သားတွေကိုအကြမ်းဖက်ရွေးကောက်ပွဲအတူရောင်တွေကျင်းပပြီးတရုတ်နဲ့ရုရှားအတွက်အကြမ်းခံလှုပ်ပေးနေတဲ့တရားမဝင်နိုင်ငံသားစစ်တပ်တစ်ခုကိုအမေရိကန်အခွန်အထမ်းတွေရဲ့ပတ်စံနဲ့ထောက်ပံ့စရာအကြောင်းမရှိပါဘူးလို့ထုတ်ပြန်ချက်မှာပြောပါရယ်။ဒီဥပဒေကျမ်းအတည်ပြုဖို့ကတော့စီးနေအထက်လွတ်တော်ရဲ့အတည်ပြုချက်လိုအပ်နေသေးတာဖြစ်ပြီးနောက်ဆုံးမှာတမရထရန့်ကအတီးပြုတ်လက်မှတ်ရေးထိုးပြီးရင်တော့ဥပဒေတရက်အဖြစ်အသက်ဝင်လာမှာဖြစ်ပါရဲ့ရှင်။ ။အင်ဒိုနီးရှားမှာကျင်းပတဲ့ဆွေးနွေးပွဲမှာအာနာသိန်းစစ်တပ်ရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တာမရှိဘူးလို့အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကဒီဇင်ဘာလ3ရက်နေ့မှာအသိပေးထုတ်ပြန်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြန်မာနိုင်ငံဆိုင်ရာအထူးတပ်တမန်ရုံးကနေအင်ဒိုနီးရှားနိုင်ငံမှာလုံမဲ့အလုံယုံဆွေးနွေးပွဲဖိတ်ကြားချက်ကို2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ရက်စွဲနဲ့လက်ခံရရှိခဲ့ပြီးတဲ့နောက်ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက် တခြားပါဝင်မဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုတည်တည်ကြာကြာသိရှိနိုင်ဖို့အတွက်ပြန်မီးမြှန်းခဲ့တယ်လို့ဆိုပါရစေ။ ပြန်ဖြေကြားချက်အရဖိတ်ကြားတာမှာစစ်ကောင်စီကိုယ်စားလှယ်တွေလုံးဝမပါတာသိကြမှာပဲ NUCC အတွင်းဆွေးနွေးဆုံးဖြတ်ပြီးကိုယ်စားလှယ်ဆီလုခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်ဒီဆွေးနွေးပွဲမှာ NUCC အဖွဲ့ဝင်တွေအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုတ်ကော်မတီ CRPH ယူရိုဘာမာယုံကအိုဟန်ညောင်ဝင်းနဲ့တိုင်းသားအဖွဲ့တွေ ဖြစ်တဲ့ KNU, CNF, PNL PNFC တို့တက်ရောက်ခဲ့ပြီးမြန်မာစစ်ကောင်စီတပ်ကဗိုလ်ချုပ်စိုးနိုင်ဦးဦးဆောင်တဲ့အဖွဲ့တက်ရောက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါရှင်။အင်ဒိုနီးရှားဆွေးနွေးပွဲကိုအာနာသိန်းစစ်တပ်ကိုယ်စားလှယ်တရားလာရောက်မှာကိုမတိထားကြောင်းနဲ့အဲ့ဒီဆွေးနွေးပွဲမှာ Nation Building တိုင်းပြည်တရားရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ပုံအမျိုးသား Federal Council PNFC ဥက္ကဋ္ဌခွန်မြင့်ထွန်းက TV ကိုပြောခဲ့ပါဗျာ။ စစ်တပ်ကလာမယ်ဆိုတာသိပါသလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့သူ့အနေနဲ့မသိပါဘူးလို့သူကဆိုထားပါဗျ။ဒါ့အပြင်စစ်တပ်နဲ့တွေ့ခဲ့တယ်ဆိုတာမဟုတ်ဘူးလို့လည်း PNFC ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါဗျ။အင်ဒိုနီးရှားနိုင်ငံမြန်မာနိုင်ငံဆိုင်ရာအထူးတပ်တမန်ရုံးကမြန်မာနိုင်ငံကတော်လိုင်းအင်အားစုကိုဖိတ်ပြီးအင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံတိဆောက်ရေးဆိုင်ရာအတွေ့အကြုံတွေကိုမျှဝေခြင်းကောင်းစဉ်နဲ့အလို့တဘောအလို့ရုံဆွေးနွေးပွဲတစ်ခုကိုနိုဘာလ25ရက်နေ့ကနေ30ရက်နေ့အတွင်းကိုပြုလုပ်ခဲ့တာပါဗျ။ ။အဲ့ဒီဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအတိုင်းအမခံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ယူရိုဘာမယုံကဦးဟန်ညာဝင်နဲ့တိုင်းသားအဖွဲ့တွေဖြစ်တဲ့ KNU, CNF, PNL, PNFC တို့တက်ရောက်ခဲ့ကြကြောင်းကနဦးသိရပြီးမြန်မာစစ်ကောင်မရှင်တပ်ကဗိုလ်ချုပ်စိုးနိုင်ဦးဦးဆောင်တဲ့အဖွဲ့လေးတက်ရောက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းတောင်သာမြို့နယ်တဲကပဲခင်းကျော်ခြေရွာတဲကိုဒီဇင်ဘာလ2ရက်နေ့မှာစစ်တပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်လူနေအလုံး80နီးပါးမီးလောင်ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ကျေးရွာအတွင်းကလူနေအိမ်၃ပုံ၃ပုံလောက်မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီးမီးပေးသင့်ပြည်သူတွေအတွက်နေထိုင်စရာအဆောက်အုံတွေနဲ့စားနပ်ရိက္ခာဆေးဝါးတွေအရေးပေါ်လိုအပ်နေရလို့လည်းသူကဆက်ပြောပြပါဗျ ထွက်ပြေးသွားကြတဲ့ဘဲခင်းကျော်ရွာကရွာကန်တွေကတော့ဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းမှာရွာထဲကိုပြန်ဝင်ခဲ့ကြတယ်လို့သိရပါဗျ။မိရှုခံလိုက်ရတဲ့အဲ့ဒီဘဲခင်းကျော်ကြီးရွာဟာလူနေအိမ်200ကျော်ရှိပြီးလူရေ600နေပါနေထိုင်ကြတဲ့ကျေးရွာတရွာဖြစ်တယ်လို့လည်းသိရပါဗါးအာနာသိန်းစစ်ကောင်စီတပ်ဟာတောင်သာကျေးရွာအတွင်းကကျေးရွာတွေကိုတိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ ရုတ်တရက်အကြောင်းမဲ့ဝင်ရောက်ကလူနေအိမ်တွေကိုရွေချက်ရှိရှိမီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေတာကြောင့်ပြည်သူတွေဘက်ကလည်းသတိနဲ့တွာလာနေထိုင်ကြဖို့တိုက်တွန်းထားတယ်လို့ဒေတာအခြေဆိုင်တော်လိုင်းရဲဘော်တယောက်ကပြောပါရရှင်။ ရုရှားနဲ့ဆက်ဆက်တဲ့ရေနံတင်သင်းမောကိုမကြသေးခင်ကပင်လယ်နက်ထဲမှာအလွန်ကြောက်စရာကောင်းအောင်တိုက်ခိုက်တာတွေဟာဒေတာရင်းကလူတိုင်းရဲ့ဘေးကင်းရေးကိုချိမ့်ချောက်နေပြီးယူကရိန်းစစ်ပွဲကျယ်ပြန့်လာတာကိုပြနေတယ်လို့တူရကီနိုင်ငံသားဝန်ကြီးဟာကန်ဖီဒန်ကဒီဇင်ဘာလ3ရက်နေ့မှာပြောလိုက်ပါတယ်။တူရကီရဲ့တီးတန့်စီးပွားရေးစုံတွေကတိုက်ခိုက်မှုတွေဟာရေကြောင်းသွားလိုက်ရေးဘေးကင်းရေးကိုချိုးဖောက်နေပြီးကုသန်းရောင်းဝယ်ရေးကိုထိခိုက်စေတယ်လို့လည်းသူကပြောပါတယ်။ ပင်လယ်နက်နယ်လဲနယ်နိမိတ်ချင်းထိစပ်နေတဲ့တူရကီ၊ရိုမေးနီးယားနဲ့ဘူလ်ဂေးရီးယားတို့ကလုံခြုံရေးတုံ့ပြန်ဖို့အစီအမံတွေကိုလေ့လာနေတယ်လို့လည်းသူကထပ်ပြောပါဗျာ။ ဖီဒါဟာယူကရိန်းရဲ့လက်ချက်လို့တချို့ကပြောနေတဲ့တိုက်ခိုက်မှုတွေအတွက်မြောက်အတလန်တိတ်စစ်ရေးမဟာမိတ်အဖွဲ့နေတိုးရဲ့အထွေထွေအတွင်းရေးမှူးချုပ်မော့ခ်ရူတင်နဲ့အတူဘူဂေးရီးယားနဲ့ရူမေးနီးယားနိုင်ငံသားရဲ့ဝင်ကြီးတွေနဲ့လည်းဆွေးနွေးခဲ့တယ်လို့တူရကီနိုင်ငံသားရဲ့ဝင်ကြီးဌာနမှရှိတဲ့သတင်းမြက်ကပြောပါရယ်တိုက်ခိုက်မှုတွေကြောင့်ပလန်နက်ရေကြောင်းအာမခံနှုံးထားတွေမြင့်တက်လာခဲ့ပြီးတူရကီကုမ္ပဏီတစ်ခုဖြစ်တဲ့ဘီရှစ်တက်သင်မော်လိုင်းကလုံခြုံရေးစိုးရိမ်ချက်တွေကြောင့်ရုရှားနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေကိုရပ်ဆိုင်းခဲ့ပါရယ်ရှင်